ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်ဒေါအောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံပြန်လည်လွတ်မြောက်ရေးမြန်မာပြည်သူများနဲ့အတူဆန္ဒပြင်းပြစွာရှိနေတယ်လို့တားငယ်ကိုထိန်လင်းပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ် ဒေါအောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံပြန်လည်လွတ်မြောက်ရေးအတွက်မြန်မာပြည်သူများနဲ့အတူဆန္ဒပြင်းပြစွာရှိနေတယ်လို့တားငယ်ကိုထိန်လင်းပြောကြားပါတယ်။မတ်လအတွင်းမှာရုတ်တံနဲ့တကွဒေါအောင်ဆန်းစုကြည်ဤတားငယ်ကိုထိန်လင်းကပြောပါတယ်။မိမိရဲ့ပုံစံတူ ရုပ်ထုကိုကြည့်ရင်မိမိရဲ့စိတ်အားထက်သန်မှုနဲ့မလျော့တဲ့အာမန်တို့ကိုခံစားရတယ်။မိမိကိုအမြန်ဆုံးလွတ်မြောက်စေချင်တာကျွန်တော်ရဲ့ရင်ထဲကမိတော့လို့ပြင်းပြတဲ့ဆန္ဒပါ။ မြန်မာပြည်သူတွေမှာလည်းအေဂျင့်လွတ်မြောက်တဲ့မြန်မာနိုင်ငံကိုပြန်မြင်ရောက်ခြင်းနဲ့မိတော့လိုပြင်ပြတဲ့ဆန္ဒတွေရှိကြမယ်လို့ထင်ပါတယ်။ကျွန်တော်တို့ရဲ့မိတော့လိုပြင်ပြတဲ့ဆန္ဒဟာဘာကြောင့်မှမငြိမ့်စရာဘူးလို့ပြောပါတယ်။လက်ရှိမှာဒေါန်ဆန်းစုကြည်ဤအသက်80ပြည့်မွေးနေ့အမတ်တရကမ်ပိန်းကိုတားငယ်ကိုထိန်လင်းကဦးစီးလှုပ်ဆောင်လျက်ရှိပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စကိုင်းတိုင်းမုံရွာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ဘူးတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့တွေ့ဆုံညှိနှိုင်းအစည်းအဝေးကိုမတ်လ10ရက်နေ့မနက်10:00နာရီအချိန်တွင်ပြုလုပ်ကျင်းပခဲ့ရာအစည်းအဝေးတွင်ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းရှင်များခရိုင်နှင့်မြို့နယ်ပေါင်းဆက်ဖြည့်ရှင်းဆောင်ရွက်ရမည့်ကိစ္စများအခက်အခဲများကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီ UK ပါလီမန်နဲ့မြန်မာစစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်နေတဲ့ပြစ်မှုလုပ်ရက်တွေကိုဆွေးနွေးသွားမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ UK ပါလီမန်နဲ့မြန်မာစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်နေတဲ့ပြစ်မှုလုပ်ရက်တွေကိုဆွေးနွေးသွားမယ်လို့သိရပါဗျ။မတ်လ14ရက်မှာ Stars of Myanmar Friendship အနေနဲ့ UK ပါလီမန်ထဲတွင် Members of London Assembly, Members of House of Lords, Human Rights Activists တွေနဲ့အတူမြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်နေတဲ့ပြစ်မှုလုပ်ရက်တွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ Stars of Myanmar Friendship ရဲ့ founder တူဦးဖြစ်တဲ့ Matt Julie Khan အနေနဲ့ မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လုံရက်တွေကိုခန်းစားနေရတဲ့သူတွေရဲ့အတန်ကိုကိုစားပြုတဲ့ panelist အဖြစ်ပါဝင်သွားမှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ထောက်ပို့ထီ73ကြိမ်မြောက်အတွက်ရောင်းရမှုမှတတိယအကြိမ်ထောက်ပို့မှု3,300ကျော်ရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်ထောက်ပို့ထီ73ကြိမ်မြောက်အတွက်ရောင်းရမှုမှတတိယအကြိမ်မြောက်ထောက်ပို့မှု တိမ်မောင်3068,4219ကျက်တိတိရှိခဲ့တယ်လို့မက်ရှလာ17ရက်ထောက်ပို့ထီကအတိပေးကြေညာပါဗျ။ထောက်ပို့ထီမှပူပေါင်းပါဝင်ခဲ့ကြသောတော်လံပြည်သူများ၏စုပေါင်းအင်အားကြောင့်သာထောက်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ကြန့်ရှိနေသောထောက်ပို့မှုမှတ်တမ်းများကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်လို့ထောက်ပို့ထီကဆိုထားပါသည်။ထောက်ပို့ထီ73ချိန်မြောက်အတွက်ရောင်းရမှုမှဒုတိယအချိန်မြောက်ထောက်ပို့မှုတွင်သိန်းပေါင်း3936သိန်း14180ကျပ်တိတိနှင့် ပထမအကြိမ်ထောက်ပို့မှုတွင်တိမ်မောင်9343သိန်း6104ကျပ်တိတိရှိခဲ့ပါတယ်။ထောက်ပို့ထီလက်မှတ်များကိုလစဉ်ရောင်းချပေးနေပြီးထောက်ပို့ထီစုချင်းများအနေနဲ့ပထမစုသိန်း1000ကျပ်ဒုတိယစုသိန်း200ကျပ်နှင့်တတိယစုသိန်း100ကျပ်အပြင်တသိန်းစု9000စုအပါအဝင်စုမဲပေါင်း2800ကျော်တိုးမြင့်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့မင်းတီဟန်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ